Nation League Quarter Final ပွဲစဉ်တွေကကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပြီးတော့ Semi Final တက်ရောက်တဲ့အသင်းတွေထွက်ပေါ်လာခဲ့ပြီးတတော်လေးအချိန်နဲ့ရှိတဲ့ပွဲစဉ်တွေကိုခန်းစားခဲ့ရတယ်။အသင်းတွေရဲ့ခြေစမ်းအမှန်ကိုမြင်တွေ့ခဲ့ရတယ်။လက်ရှိအဆင့်မှာမြင်တွေ့ခဲ့ရတဲ့အခြေအနေအရဒီ Nation League ပြိုင်ပွဲက benchmark အနေနဲ့ပေတံအနေနဲ့စွမ်းဆောင်နိုင်ခဲ့လို့ပြောလို့ရတယ်။ဒီအဆင့်ကနေနောက်တစ်ဆင့်တက်သွားခဲ့တဲ့ Germany, Spain, ပြင်သစ်ပေါ်တူဂီအသင်းတွေရဲ့အကြောင်းကိုဒီဗီဒီယိုမှာသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးခြင်းဒါကတော့ဂျာမနီစပိန်ပေါ်တူဂီပြင်သစ်အသင်းတွေရဲ့ nation league စွမ်းဆောင်ရည်အကြောင်းဒီအသင်းတွေရဲ့စွမ်းဆောင်ရည်နဲ့ခြေစွမ်းဟန်ချက်တွေအကြောင်းပဲဖြစ်ပါတယ် nation league quarter final ပွဲစဉ်တွေဒီ match la international မှာကစားခဲ့တယ်တတော်လေးကိုကြည့်ကောင်းခဲ့တယ်နှစ်ကြော်စလုံးပေါ့နော်ထင်မှတ်ထားတာထပ်ပို့ပြီးတော့အကျင့်တွေရှိခဲ့တယ်အသင်းတွေကပို့ပြီးတော့အားထည့်ခဲ့တယ်ဒါကြောင့်မလို့ဒီအသင်းတွေရဲ့ပုံရိပ်ကိုဒီအသင်းတွေရဲ့ခြေစွမ်းအမှန်ကိုကျွန်တော်တို့အားလုံးမြင်တွေ့ခွင့်ရရှိခဲ့တယ် လက်ရှိမှာတော့ဒါ semi final ရောက်၄သင်းထွက်ပေါ်လာခဲ့ပြီးဒီအသင်းတွေကတော့ဂျွန်လာမှာရှင်ပြိုင်ကစားသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိကျွန်တော်တပွဲချင်းတွားရရင်ပြင်သစ်အသင်းအကြောင်းကိုအရင်စတင်ပြောချင်တယ်ပြင်သစ်ကပထမအကြော့မှာခရိုအေးရှားကို2-0နဲ့ရှုံးနိုင်ခဲ့တယ်2-0 deficit ကပြန်လာရတာတော်တော်လေးကိုခက်ခဲခဲ့တယ်ဒါပေမဲ့ပြင်သစ်အသင်းကဒါကိုရအောင်လုပ်နိုင်ခဲ့တယ်ဒုတိယအကြော့ပွဲစဉ်မှာအပြောင်းလဲကြီးကြီးမားမားတွေ့ရတယ်။အဲ့ဒါကတော့ပထမအကြော့မှာတုံးခဲ့တဲ့၄-၃-၁နှစ်ကနေဒုတိယအကြော့မှာ၄-၃-၁ပုံစံကိုပြောင်းပြီးတော့ တုံးလာခဲ့တယ်ပေါ့နော်တိတိကျကျပြောရရင်တော့တိုက်စစ်ကစားသမားအရှိတော်ကိုပို့ပြီးတော့တုံးမြင့်လိုက်တယ်ဒီတုံးမြင့်တဲ့အဲထဲမှာတိုက်စစ်ကစားသမားတွေကိုပို့ပြီးတော့ flash ဖြစ်တယ်ပို့ပြီးတော့အူချင်းဆွမ်းဆောင်ရင်မြင့်တဲ့ကစားသမားတွေကိုထည့်သွင်းအသုံးပြုလာတယ်ဒါဟာပြင်သစ်ကိုအလုံးမြင်တွေးလို့တဲ့ setup လည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီတော့တင်းနစ်မှာဆိုရင်ပြင်သစ်အတွက်ပြဿနာရှိတာခဏမှထန်းရိုးမှာကစားမဲ့ကစားသမားမရှိဘူးပထမအကြော့တော့ကအုစမန်ဒဘီလီကိုတုံးသွားခဲ့တယ်ဒါပေမဲ့သူဟာနံပါတ်10ရိုးစစ်စစ်မဟုတ်ဘူးဒါအပြင်တိုက်စစ်မှာ အမ်ဘာပေနဲ့ကိုတို့မူဟန်ဒီတို့ကိုတုံးခဲ့တယ်ပေါ့နော်အဲ့တော့ဒီကစားသမားနှစ်ယောက်ကရန်ဒက်ခိုလိုမူဟန်ဒီရဲ့ခြေစွမ်းဟာထိတ်ဆုံးအဆင့်မှာမရောက်ရှိနေဘူးအဲ့တော့ပြင်သစ်မှာလိုအပ်ချက်တချို့ရှိတယ်ဒါပေမဲ့ဒုတိယကြော့မှာတုံးဆွဲတဲ့ setup ကတော်တော်လေးသဘောကျစရာကောင်းတယ်အဲ့ဒါကတော့ညတာမှာတမ်ပီလီကိုတုံးတယ်နံပါတ်10ရိုးမှာအိုဒီစီကိုတုံးတယ်ပေရာမာပရက်လီပါကူလာတော့မြို့အမ်ပါဖေကိုတိုက်စစ်မှာတင်ထားတယ်ပေါ့နော်အဲ့တော့ဒီပုံစံကပြင်သစ်ကိုပို့ပြီးတော့တိုက်စစ် ကြွရစီတယ်ဒီတိုင်းစစ်ကစားသမား၄ယောက်ရဲ့ဆွမ်းဆောင်ရည်ကလည်းအားလုံးသိပြီးတဲ့အတိုင်းတူးချင်းတော်တော်လေးကိုထူးချွန်ပြီးထိန်းချုပ်ရခက်ခဲလုံတဲ့ player တွေပြီးတော့အမြန်နှုံးအဖြစ်ရောတူးချင်းကြွဲချင်မှုအဖြစ်ရောတော်တော်လေးကောင်းမွန်တဲ့ player တွေဖြစ်တယ်ဒါကြောင့်မလို့ပြင်သစ်အတွက်အာဒီ setup ကအပူပြီးတော့ live ဖက်ညီနေရပေါ့နော်ဒါအပြင်ပြင်သစ်ရဲ့တပည့်ပေးဖို့မှာဒီပွဲကိုထိန်းချုပ်နိုင်တဲ့ match controller midfielder တွေမရှိဘူးပြင်သစ်ကွင်းလေကစားသမားတွေကိုကြည့်မယ်ဆိုရင် Chuamani, Camavinga ပြီးတော့ဒီ Roma သင်းကခိုနေပြီးတော့ Lazio က Guendouzi ပြီးတော့ ရာဘီယိုတို့ရှိရပေါ့နော်အဲ့တော့ဒီကစားသမားတွေအကုန်လုံးကပွဲကိုကိုနီခရစ်စတိုလိုမျိုးဒါမိုဒရစ်စတိုလိုမျိုးထိန်းချုပ်ထားနိုင်တဲ့ level မဟုတ်ဘူးသူတို့ရဲ့ type ကတီချာ type ဖြစ်တယ်အဲ့တော့အဲ့ type ဖြစ်တဲ့အတော့ဒီပြည့်တဲ့ရခုန flashy ဖြစ်တဲ့ tight စ်မာကြောတဲ့ခန်စစ်ကောင်းမွန်တဲ့ tight စ်လိုက်ပါနိုင်ဆိုအောင်တဲ့ full back တွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော်တော်လေးဟန်ချက်ညီတဲ့အသင်းကိုမြင်တွေ့ခဲ့ရတယ်ဒါဟာအနာဂတ်ကိုပြင်သစ်မှာမြင်ရနိုင်တဲ့ပုံစံတစ်ခုဖြစ်တယ်တကယ်လို့ Deshwan က cautious မဖြစ်ခဲ့ဘူး Deshwan ကတော့ cautious အရန်ဖြစ်တဲ့နည်းပြတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာကျွန်တော်ဆက်လက်စောင့်ကြည့်သွားရမယ်။သေချာကတော့ပြင်သစ်အသင်းကလက်ရှိ setup နဲ့အတူအလင်းရောင်တချို့ကိုဒါပြသနိုင်ခဲ့ပြီလို့ပြောလို့ရတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ကြက်ပိုင်းမှာကစားခဲ့တဲ့ U21 ပွဲစဉ်မှာပြင်သစ်အသင်းကအင်္ဂလန်အသင်းကိုကိုးပြတ်နိုင်ရရှိခဲ့တယ်။အဲ့ပွဲမှာ Hugo Akitike က hatrick သွင်းခဲ့တယ်ပေါ့နော်။ Frankfurt အသင်းနဲ့လည်းအကောင်းဆုံးခြေစွမ်းပြနေတဲ့ Akitike အနေနဲ့ပြင်းတဲ့အတင်းရဲ့တိုက်စစ်အထောက်မှာဒါ setup လုပ်လိုက်မယ်ဆိုရင် Mbappe ကိုသူအကြိုက်ဆုံးဖြစ်တဲ့ဘက်တောင်မှာဆွဲချလိုက်မယ်ဆိုရင် လက်ရှိပြင်သစ်ရဲ့ပုံရိပ်ကိုကျွန်တော်တို့အများကြီးအကောင်းမြင်လို့ရတယ်တော်တော်လေးကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုဖြစ်မြင်ရတယ်ပေါ့နော်ခရိုအေးရှားကတော့ကျွန်တော်အများကြီးပြောစရာမရှိဘူးအဲသူတို့ရွှေရောင်မျိုးဆက်ကစားသမားတွေကိုအလွန်အကျုံမိကိုနေရစေဆိုတာကိုကျွန်တော်တို့မြင်ခဲ့ရတယ် revolution အသက်တွေကျွန်တော်တို့မမြင်ရသေးဘူးဒါကြောင့်လည်းအပြုတ်သွားခဲ့တယ်ပေါ့နော်ပြင်းစင်းနဲ့တွေ့နေရလဲပါတယ်ပေါ်တူဂီလိုအသင်းနဲ့တွေ့မယ်ဆိုရင်တော့တက်လောက်တယ်အဲ့တော့ပေါ်တူဂီအသင်းကြောင့်ကျွန်တော်တို့ဆက်ပြောအောင်ပေါ်တူဂီကတော့လူစင်းတော်တော်လေးကိုတောက်တင်းတယ်ပြင်သစ်တို့စပိန်တို့ ဂျာမနီတို့နီးတို့မနီးရိုးဆွဲရှိရဒါပေမဲ့လည်းခြေစွမ်းအားဖြင့်တော့ကျွန်တဲ့အပင်အကုန်လုံးထက်နိုင်နေတာကိုမြင်ခဲ့ရပြီးတော့ခရိုရှားနဲ့တွေ့တွေ့အီတလီနဲ့တွေ့တွေ့ဒါပြင်ဒီနယ်သာလန်နဲ့တွေ့တွေ့ပြုတ်ဖို့တော်တော်လေးများတဲ့ခြေစွမ်းမျိုးကိုကျွန်တော်တို့ပြခဲ့တယ်ဒိုင်းမက်နဲ့တွေ့လို့သာတက်ခဲ့တာဖြစ်တယ်တူးချင်းကိုအလွန်ကြုံမိဖို့တော့ကျွန်တော်တို့မြင်ရတယ်ရောဘတ်တိုမာတီနက်စ်ရဲ့အသင်းမှာစနစ်ကိုကျွန်တော်တို့မမြင်ရဘူးပြီးတော့လူမန်နေရာမှာသုံးဆွဲမှုကွန်ဘိုင်နေးရှင်းကောင်းတွေကျွန်တော်တို့မမြင်ရဘူးအထူးသဖြင့်အရေးပါတာကွင်းလေပေါ့နော် ွင်းလယ်မှာကစားသမားကောင်းနေတာဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားရှိတယ်ဂျော်နေဗီစ်ဗီတင်ညာဘရူနိုဖာနန်ဒက်စ်ဘာနာဒိုဆေးဗာဂျော်ဖဲလင်းညာအစရှိတဲ့ကစားသမားရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ကစားသမားတွေကိုတမားမြတ်တောက်အောင်အခုချိန်ထိတွဲဆနိုင်ခြင်းမရှိသေးဘူးဒါပိုတူဂီအသင်းရဲ့ကြီးမားတဲ့အားနည်းချက်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီပထမကျွန်တော်ဒုတိယကျော့မှာကျွန်တော်တို့မြင်ခဲ့ရတဲ့ setup က433ကိုအခြေခံနဲ့အဲ433ကိုအခြေခံပြီးတော့နှစ်ပွဲမှာမတူခဲ့ဘူးပေါ့နော်ဗီတင်ညာကတော့ဒါပင်တိုင်းဖြစ်တယ်ပေါ့လေအဲ့တော့ဖြစ်တင်တာကဗီတင်ညာဂျော်နေဗီစ် ီးတော့ Bruno Fernandes ဒီလိုအတွဲကားတော့ဒါအကောင်းဆုံးလို့ပြောလို့ရတာဗောနော်ဘလုံးသင်းနဲ့သွားတူမလဲဆိုတော့ကလပ်သင်းနဲ့သွားကြည့်မယ်ဆိုတော့ PSG လို့အသင်းနဲ့သွားတူတယ်ဒါပေမဲ့အဲ့ဒီ setup ကပြဿနာရှိတယ်ဘာလို့လဲဆိုတော့ defensive midfield စစ်စစ်မပါဝင်ဘူးအဲ့တော့အဲ့ဒီပြဿနာကခန်စစ်တွေပြီးတော့ဒီ counter attacking တွေ breaking တွေ transition တွေဒီလိုအခြေအနေတွေမှာပြဿနာဖြစ်တယ်ဗောနော်အဲ့တော့ဒီအာပြောမယ်ဆို ultra attacking ဖြစ်တဲ့ setup ကိုသုံးမယ်ဆိုရင်တိုက်စစ်ကစားသမားတွေဟာအခုတက်ပို့ပြီးခန်စစ်ဆွမ်းဆောင်ရေကောင်းမှုလို့တယ်အဲ့တော့ ကျွန်တော်လက်ရှိအသင်းကိုကြည့်လိုက်ရင်ခရစ်စတီယာနိုရိုနယ်ဒိုကိုသုံးဆွဲနေရဆဲပဲเนาะအဲ့တော့ CR7 ကကမ္ဘာအကောင်းဆုံးအဆင့်မှာရှိနေဆဲပဲသူ့ရဲ့ finishing သူ့ရဲ့ leadership သူ့ရဲ့ determination အရန်ကောင်းတယ်ဒါပေမဲ့လေသူဟာအသက်အရွယ်ကြီးရင်းလာနေအမြပြီးတော့သူ့ရဲ့ပင်ကိုထန်တန်စီအရာကိုသူကဘောလုံးကိုလိုက်မလို့ချင်ခံစစ်မှာကစားချင်အဲ့တော့တရားအရောနဲ့ခံစစ်ကစားနေရတာဖြစ်တဲ့အတော်ကခုနလိုမျိုး ultra attacking setup ကပေါ်တူဂီကို backfire ဖြစ်စေတယ်ဒုက္ခတွေပို့ပြီးတော့တွေ့စီတယ်ဘောလုံးဒါပြင်ပေါ်တူဂီရဲ့ right back နဲ့ left back နေရာတွေမှာတိုက်စစ်အလွန်ကြော်လိုက်ပါတယ်ဒီကိုဒါလိုနူနိုမန်ဒက်ဆိုလိုကစားသမားတွေရှိနေတယ်အဲ့တော့ပေါ်တူဂီရဲ့ဟန်ချက်ကတော်တော်လေးကိုပြက်နေအောင်တွေ့ရတယ်ဒါပြင်တစ်ချိန်တည်းမှာဘိုခန်စစ်မှာဦးဆောင်သူအဖြစ်ကစားတဲ့ Ruben Dias ကလည်း Manchester City မှာခြေကျပေါ်တူဂီမှာတော့ကြာတာထက်ကိုပိုဆိုးတဲ့အနေအထားကိုကျွန်တော်တို့မြင်နေရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအပြောင်းလဲတွေကို Roberto Martinez အနေနဲ့ရဲရဲရင်ပြုလုပ်ဖို့လိုပြီး Ronaldo မပြစ်ပယ်လို့ရတယ်ဒါဆိုရင်ကွင်းလယ်မှာ Joao Palhinha လိုမျိုး Destroyer ကောင်းတစ်ယောက်ကိုထည့်သွင်းကစားခြင်းကပေါ်တူဂီကို ပို့ပြီးတော့ဟန်ချက်ညီစေမယ်ပေါ့နော်ပြောမယ်ဆိုရင်လင်းနဲ့တုံးတက်ဆက်တဲ့မျိုးကိုတွားလို့ရတယ်ကြော်ဖယ်လင်းညာနဲ့ဒါဗီတင်ညာကိုတွဲဖက်လို့ရတယ်အရှိမဘရူနိုဖာနန်ဒက်စ်ထားပြီးတော့ညာမှာတူရင်ကာကိုဘဲမှာရာဖယ်လီယာကိုတိုက်စစ်မှာရနတိုအစားရှိတဲ့ပုံစံမျိုးကဒါပေါ်တူဂီကိုဟန်ချက်ညီတဲ့ဘက်ကိုတွားစေနိုင်တယ်ပေါ့နော်ညာချမ်းတိုက်စစ်ကလည်းဒါစဉ်းစားကြတဲ့ခုဖြစ်တယ်ဒါကွန်ဆစ်ဆာအိုရိုကိုတုံးတယ်ဘာလာရိုဆေးဘားတို့တုံးတယ်ဒါဟာအဖြစ်မဟုတ်ပေါ်တူဂီကဘသူ့ကိုတုံးတော့ န်ချက်မညီဘူးဆိုတာကိုတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဘယ်တောင်မှကျွန်တော်တို့ပြန်ကြည့်ဖို့လိုတယ်။ရာဖယ်လီယာကပေါက်ကွဲရကောင်းပြီးတော့ဘောလုံးအရန်ကင်နဲ့အရန်ပြေးတဲ့ကစားသမားဖြစ်တယ်ပေါ့နော်။အဲဝင်းဂါအရန်ဆန်တယ်။အဲ့တော့ဝင်းဂါအရန်ဆန်တဲ့အခါမှာဒီအခြားတစ်ဖက်မှာကျွန်တော် play making ပိုကောင်းတဲ့ trinker လို့ကစားသမားမျိုးကပို့ပြီးတော့ဟန်ချက်ညီစင်မယ်လို့ဒါယူဆစရာဖြစ်တယ်။အဲ့တော့အဲနောက်ဆုံးဒူးကြော်ပါလေ trinker ဝင်လာကလေးကစပြီးပိုတူဂီရဲ့ tactic က shift ဖြစ်သွားခဲ့တယ်ပေါ့နော်။အဲ့တော့ပိုတူဂီအနေနဲ့အပြောင်းအလဲကြီးကြီးမားမားလိုအပ်နေပြီ။ လူစင်းပြဿနာမဟုတ်ဘူးပြဿနာရောဘတ်တိုမာတီနက်စီရဲ့ပြဿနာရောဘတ်တိုမာတီနက်စာတီအသင်းကိုအခုထပ်ပို့ပြီးတော့နားလည်ဖို့လိုတယ်အခုထပ်ပို့ပြီးတော့ကောင်းတဲ့ချင်းကပ်မှုတွေလုပ်ဖို့လိုအပ်နေတယ်လို့ကျွန်တော်အနေနဲ့တော့ယူဆမိတယ်နောက်ထပ်စိတ်ဝင်စားကြကောင်းတဲ့အသင်းကတော့ဂျာမနီဖြစ်တယ်ပေါ့နော်ဂျာမနီကအပြောင်းလဲတယ်ကျွန်တော်အများကြီးမြင်တွေ့နေရတယ်ဂျာမနီအနေနဲ့လက်ရှိမှာလူဝင်အားဖြင့်ဆိုရင်အများကြီးနှိမ့်ချသွားပြီလို့ပြောလို့ရတယ်ဂျူရိုတော့သူတို့အတောက်ပါဆုံးအချိန်တွေပိုင်ဆိုင်ခဲ့တယ်တိုနီခရော့စ် ရဲ့ကိုအဓိကဒါ forward အဖြစ်ထားပြီးတော့ Joshua Kimmich က RB ကနေရှေ့ကိုတက်လာတယ်။ Andrich က Destroyer နေရာမှာရှိတယ်ပေါ့နော်။အဲ့တော့ပွဲကို Kimmich နဲ့ Cross ကထိန်းချုပ်ထားတဲ့အချိန်မှာ Andrich ကဒီ Dirty Works တွေကိုကစားတယ်အလုပ်တွေအများကြီးပိုလုပ်တယ်ပေါ့နော်။ဒါပေမဲ့လက်ရှိမှာအဲ့ဒီ setup တစ်ခုလောပြတ်သွားခဲ့ပြီ။ဘာလို့လဲဆိုတော့ Cross အနားယူသွားပြီး Cross ရဲ့ quality ကိုမှီတဲ့ ball controller, match controller ဆိုတာလက်ရှိဘောလုံးခေါ်မှာမရှိသေးဘူး။ Germany မှာလည်းမရှိဘူး။ Andrich ကတော့ လက်ရှိမှာ Leverkusen မှာခြေချသွားပြီပေါ့လေအဲ့တော့ Joshua Kimmich တယောက်တည်းကျန်ခဲ့တဲ့အနေထားပြီးတော့ Tyson ကိုကြည့်မယ်ဆိုရင်လည်း Florian Wirtz ရသွားတယ် Kai Havertz တန်ရရရှိနေတယ်အဲ့တော့ဒီပြဿနာတွေကြောင့် Germany ဟာအနည်းငယ်စိုးရိမ်တဲ့မျက်လုံးတွေနဲ့ကြည့်နေရတယ်ပေါ့ပြီးတော့ဒီနောက်ထပ်ပြောမယ်ဆိုလူငယ်မျိုးဆက်သက်တစ်ခုကလည်းအလျင်မီအောင်တိုးတက်လာခြင်းမရှိဘူးပေါ့လေဒါကြောင့်မလို့ Tim Clinton Store လိုမျိုးအာဒီအလဲလက်တန်းတိုက်စစ်မှုတွေကိုမိကွန်နေရတယ်ဒီကစားသမားတွေလည်းကောင်းပါလားမကောင်းဘူးဒါပေမဲ့ဂျာမနီ set up ကနည်းနည်းလေးပြောင်းသွားတယ်ဒါကြောင့်မလို့ အဲဒီအဖိတ်အဆင့်လေးတွေတွေ့ရတယ်ပေါ့နော်ပြီးတော့ tactical setup အရာအပြောင်းလဲလေးတွေကျွန်တော်တို့မြင်ရတယ်ပထမအကြော့မှာတော့4 back ကစားပေမဲ့ဒုတိယအကြော့မှာ3 back ကစားခဲ့တယ်အဲ့တော့အဲပြောမှဆို Julian Nagelsmann ကတော်တော်လေးပါနဲ့တယ်လို့ပြောလို့ရတယ်3 back ကဂျာမနီနဲ့လိုက်ဖက်ပါတယ်ဒါပေမဲ့ဒီပုံစံနဲ့တော့ပို့ပြီးတော့အသားကြောင်ကစားဖို့လိုအပ်နေဦးမယ်ပေါ့နော်ဘာဖြစ်လို့သူတို့3 back ကိုပြောင်းရလဲဆိုရင်ဒီ double pivot မှာလုံလောက်တဲ့အဲဒီ match controlling midfielder မရှိတော့ Tony Cross မရှိတော့တဲ့အတွက်အဲဒီလိုမျိုးပြောင်းလဲရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Goretzka ပြီးတော့ Ben Stiller သို့မဟုတ် ဒီတခြားသောဘတ်စကတ်ကရော့စ်တို့လိုကစားသမားတွေပေါ့နော်ဒီကစားသမားတွေက level တခုတော့ရှိပြင်မယ်ကမ္ဘာထိပ်ဆုံးတန်း level တွေတော့မဟုတ်ဘူးဒါကြောင့်မလို့ဒီလိုမျိုး war rate ကိုပို့ပြီးတော့အားကိုးတဲ့ setup ကပို့ပြီးတော့အဆင်ပြေတယ်ပေါ့တော့ဒါအပြင် Florian Vest Kai Harvest တို့ပြန်လာတဲ့အခါမှာအခုခင်းထားတဲ့3 2 1 setup ကတိုက်စစ်မှာဂျမားမူစီယောလား Florian Vest ကို inside forward နဲ့တုံးပြီးတော့ Kai Harvest က force 9နေနဲ့ရှိရဲ့ပုံစံတော်တော်လေးကြောက်ဖို့ကောင်းတယ်ပြီးတော့ right wing back မှာ Josiah Kimmich ရှိနေခြင်းက ဒီတိုက်စစ်ကိုပို့ပြီးတော့ကွင်းလေးကိုပို့ပြီးတော့ဟန်ချက်ညီအောင်ထင်းချောင်းနိုင်ရဲ့အခွင့်အရေးကိုပေးတယ်ပေါ့နော်။အဲဂျာမနီရဲ့နဂက်စမန်လုတ်ထားတဲ့ဆက်တပ်ကတော့အဲကျွန်တော်တို့ယူရိုမှာမြင်ခဲ့ရမြင်ကွင်းနေတဲ့အများကြီးပြောင်းလဲလာခဲ့ပြီးအများကြီးပြောင်းလဲသွားခဲ့ပြီးအတိုးတက်ကြီးတိုးတက်တဲ့အဆင့်တော့မရောက်သေးဘူး။ဒါပေမဲ့နဂက်စမန်ရဲ့တက်တကယ် acumen ကအရင်ကောင်းတဲ့အတွက်ကျွန်တော်တို့အခုလိုမျိုးရှာလက်တွေမြင်ခဲ့ရတယ်။အီတလီကတော့ဂျာမနီကိုရှုံးနိမ့်ခဲ့တာကလူဝင်ကနင်းငယ်ပို့ပြီးတော့နိုင်နေလို့ပေါ့နော်။ဒါပေမဲ့ အီတလီဒီအဆင့်ထိရောက်လာတဲ့ဒီလူဝင်ရားနဲ့ဒီလိုမျိုးစွမ်းဆောင်ပြနေရတော့ဒါချီးကျူးဖို့ကောင်းတယ်ပြီးတော့ဂျာမနီလိုအသင်းအပြတ်သက်ရှုံးခဲ့တာမဟုတ်ဘူးတကယ်လို့ပေါ်တူဂီလိုအသင်းမျိုးနဲ့တွေ့မယ်ပေါ်တူဂီရဲ့စွမ်းဆောင်ရည်မျိုးနဲ့တွေ့မယ်ဆိုရင်အီတလီအသင်းကနောက်တစ်ဆင့်ကိုတက်သွားနိုင်ချေရှိတယ်ပေါ့နော်အဲဒါကတော့ဒီအတွဲဖက်ရဲ့အခြေအနေဖြစ်တယ်နောက်ဆုံးအတွဲဖက်တစ်ခုကတော့အဲဘယ်အသင်းနောက်တစ်ဆင့်တက်တဲ့အရန်စိတ်ဝင်စားဖို့ကောင်းမယ်အရန်ထိုက်တန်တဲ့စပိန်နဲ့နေသားလန်အတွဲဖက်ပေါ့နော်အဲ့တော့စပိန်ကအများကြီးပြောကြမှာမရှိဘူးစပိန်ကနဂိုစပိန်ပဲနဂိုစပိန်ကတကယ်ရှူရုံကကျွန်တော်တို့မြင်ရတဲ့စပိန်ကမှာ ဘာမှပြောင်းလို့သားခြင်းမရှိဘူး Rodri နေရာ Supermandi ဝင်ကစားတာပဲရှိတယ် Supermandi ရဲ့ Rodri ရဲ့ profile အတိုင်းအပြည့်အဝကစားနိုင်တယ်လို့ဖြစ်တယ်ကျွန်တော်တခြားသောနေရာတွေမှာအများကြီးပြောင်းလည်းမရှိဘူးလူသာပြောင်းအောင်ပြောင်းအောင်ကစားဟန်မပြောင်းအဲ့တော့ Spain ဟာ Euro Champion ဂုဏ်ပုဒ်ကိုဆက်ထိန်းထားနိုင်စေဖြစ်ပြီးတော့အဲကြီးမားတဲ့အပြောင်းလဲဆိုတော့တိုက်စစ်ကမိုရာတာနေရာပေါ့လေမိုရာတာကပုံမှန်ခြေစွမ်းမရရှိတော့ဘူးအဲဒီအသင်းအပြောင်းလဲလေအရင်များတဲ့အခါမှာပုံမှန်ခြေစွမ်းမရရှိဘူးအဲ့တော့ ဒါ Oya Sabel ဟိုဝင်ပြီးတော့ကစားဒီပွဲမှာ Oya Sabel နှစ်ကိုးသွင်းသွားတယ် penalty လည်းပါတယ်ပေါ့နော်ဒါဒါပေမဲ့ Oya Sabel ရဲ့ force nine ကစားပုံကအဲလုံလောက်တယ်လို့ပြောလို့ရတယ်ဆိုစီတဲ့အသင်းမှာလည်းဒါမကြာခဏချေဆွမ်းပြလို့ရှိတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ technical ability ကတော်တော်လေးကိုမြင်တယ်အဲ Morata ထုတ်တဲ့မြင်တယ်ပေါ့နော်အဲ့တော့ဒီတစ်ခါမှာတောင်မန်ကအာလာမင်းရှမာလို့ဒီကိုဝီလီယံစတိုးနဲ့တွဲကစားတဲ့အခြေအနေမှာပို့ပြီးတော့ကောင်းလာနိုင်တဲ့ setup တစ်ခုကိုမြင်ရတယ်ဒါပေမဲ့ကွင်းလင်မှာတော့ ဒန်နီအိုလ်မိုကအရင်လိုမကစားနိုင်တော့အဲ့တော့ပြောမယ်ဆိုရင်433ပိုဆန်သွားတယ်ပေါ့နော်433တက်433 hybrid မှာအရင်က433ပိုဆန်ခဲ့ဒါပေမဲ့အခုဒန်နီအိုလ်မိုခြေစမ်းမပြနိုင်အောင်ဆိုဒန်နီအိုလ်မိုကိုဖြုတ်ပြီးတော့ဒန်နီအိုလ်မိုနေရာမှာပက်ဒရီကိုထည့်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ပက်ဒရီနဲ့ကစားမယ်ဆိုရင်တော့433မဆန်မဲနဲ့433ပိုဆန်သွားလိုက်မယ်အဲ့တော့အဲပြောမယ်ဆိုရင်433 setup နဲ့တော့အမ်နည်းနည်းလေး စပိန်ကိုအပြောင်းလဲတွေမြင်ရနိုင်ခြင်းရှိတယ်။လက်ရှိမှာတော့အများကြီးမမြင်ရဘူး။အနာဂတ်မှာမြင်ရနိုင်ခြင်းရှိတယ်။လေတာလန်ကတော့ပြုတ်သွားပြီမယ်ကျွန်တော်စကားထည့်ပြောဖို့ပြောရမယ်အသင်းအဖြစ်အာမြင်ရတယ်ပေါ့နော်။တော်တော်လေးတိုးတက်လာတာကိုကျွန်တော်တွေ့ရတယ်။စပိန်ကိုချေရည်သူကစားနိုင်ခဲ့တဲ့အခွင့်အရေးလည်းအများကြီးဖန်တီးနိုင်ခဲ့တယ်။ခန်းစပိုင်းလည်းကောင်းတယ်။ပြီးတော့ကွင်းလယ်မှာ Frankie D Jong ပါဝင်လာခြင်းနဲ့တူအဆင်ကတိတိတသားမြင့်တက်လာတယ်ပေါ့နော်။ပြောမယ်ဆိုရင် Ryan Graven Bash အာဒီကြက်ခိုင်မှုအကြောင်းပြပြီးတော့နှုတ်ထွက်သွားခဲ့လို့အာ Frankie D Jong နဲ့ Ryan Graven Bash တာကစားရင်တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမယ်လို့ယူဆတယ်ပြီးတော့ Tiani Riders ကအကောင်းဆုံးခြေစွမ်းကိုပြသနေတယ်ပေါ့နော်အဲ့တော့ Grafenberg တာလိုမလိုပါသေးလားလို့တော့တွေးစရာပဲအထပြင်ဘုံမောင်းဘုံမောင်းမှာ number 10 row နဲ့ဒါပြန်ပြီးတော့ revise ဖြစ်လာနေတဲ့ Justin Clivert ဒီကစားသမားကလည်း number 10 row မှာတကယ်အဝင်နေရအောင်တွေးရတယ်အာလိုနေရာဆိုလို့ညာတောင်မှန်ပေါ့နော်ဒီဒီ international break ပါတော့ signature ညာတောင်မှန်ဖြစ်တယ် Xavi Simons နဲ့နောက်က Don Freeze ပေါ့လေ Don Freeze ကတန်ရာကြောင့်မပါနိုင်ဘူး Xavi Simons ကတန်ရာ ြင်းထန်တဲ့တန်ရာကပြန်လာပြီးတော့တော်တော်လေးတိဆောက်နေရဆဲပဲပေါ့နော်အဲ့တော့ဒီနေရာမှာ frame bowling ကစားခဲ့တယ်နောက်မှာ jar fruiter ကစားတယ်ပေါ့နော်အဲ့တော့ cancel ပို့ပြီးတော့စိတ်အားတန်ခဲ့တယ်ဒါပေမဲ့ Xavi Simon Stone Freeze ကိုပြန်လာတဲ့အခါမှာ Netherlands ကိုကျွန်တော်တို့အများကြီးမျောလင်းလို့ရတယ်လို့ကျွန်တော်တို့ယူဆတယ်ပြီးတော့ Ryan Gravenberch ကိုမိထားပြီးတော့ Frankie De Jong, Tijani Reinders, Justin Kluivert, Xavi Simons ပဲတော့မှ Cody Gakpo ရှိမယ်အဲ့ဒီ setup ကတော်တော်လေးကိုလှနေလို့ ပြောလို့ရတယ်ဗောတိုက်စစ်မှာတော့အဲနည်းနည်းလေးမဖစ်ဒီပိုင်းတော့ပြီးကိုနေရဆယ်ပဲဒါပေမဲ့ဒီဖိုင်းရဲ့ international စွမ်းဆောင်ရည်ကတော်လေးကိုကောင်းပါတယ်အဲ့တော့ပြောမယ်ဆိုရင်နေသာလန်ကတော့ပြုတ်သားခဲ့ပြီကျွန်တော်အများကြီးတော့လွမ်းကြတော့မရှိဘူးစပိန်ကနေသာလန်ပဲအတင်းတက်တက်ဒါထိုက်တန်တယ်ဗောလေအဲ့တော့အခုသုံးသက်ခဲ့တာကတော့ပြီးခဲ့တဲ့ nation league quarter final ဗောနော် ပြောမယ်ဆိုရင်ကျွန်တော်ပထမကျတော့ပြီးတော့ review မပြောခဲ့ဘူးဒါဒီခုစလုံးကိုပြောပြီးတော့ bigger picture အနေနဲ့ကြည့်ပြီးတော့ပြောတာ review တော့မဟုတ်ဘူးဒီပွဲတွေရဲ့ ဲဒီပွဲတွေကရရှိခဲ့တဲ့ notes တွေလည်းပါတယ်။နာကမှာမြင်ရနိုင်တဲ့ notes တွေလည်းပါတယ်။ဒီအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်တယ်။အဲ semi final ကိုတော့ကျွန်တော်ဂျွန်လာမှာကစားသွားမှာဖြစ်တယ်ပေါ့နော်။အဲတော့ဂျွန်လာမှာဒီအသင်းရဲ့ဒီအသင်းတွေရဲ့ international စွမ်းဆောင်ရည်ကိုပြန်ပြီးတော့အကြည့်ရမှာပေါ့နော်။လက်ရှိမှာတော့ဒီလက်ရှိမှာ quarter final ကစားခဲ့တဲ့အသင်းတွေအကုန်လုံးကတော့ကျွန်တော်တို့ကိုယတအပြည့်အဝပေးသွားခဲ့တယ်။အာအိတ်တုံဖောက်မောက်ကစားသွားခဲ့တာကိုမြင်ခဲ့ရတာဒါကြောင့်လေဒီ international break ကကျင်းနေစရာ ြင်ခဲ့ရပြီးတော့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မန်းစားစရာတွေလည်းပေးသွားခဲ့တယ်။ရတရော ပြောမယ် knowledge ကိုကျွန်တော်တို့ခံစားခဲ့ရတဲ့ international ရတတပတ်ဖြစ်ခဲ့ပါတယ်။ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျ။